ျွန်တော်ဒုရီယာကာကွယ်ဖြစ်တဲ့စီဝါကာကွယ်ပေါ့နော်စီဝါကာကွယ်ကတော့ကျွန်တော်လွယ်ပါတယ်ဒါစီဝါကတော့အလုံးကြားဘူးလိမ့်မယ်လို့ထင်တယ်စီဝါကာကွယ်ဖြစ်ပုံဆိုရင်စီဖနောက်ဖြောက်ဖွာအဲ့တော့စီဝါကာကွယ်ကျွန်တော်တို့ရဲ့မြန်မာမြန်မာဒုရီယာထဲမှာအခြေခံကြဆုံးဒုရီယာကတော့ကျွန်တော်တို့စီနဲ့ဝါပေါ့နော်အလုံးသိကြတယ်အလုံးမြင်မှုကြမယ်လို့ထင်တယ်စီကတော့ဘာတန်ထွက်လဲဆိုတော့ချွင်ဆိုတဲ့အတန်ထွက်တယ်ဝါကတော့တောက်ဆိုတဲ့အတန်ထွက်တယ်အဲ့တော့ချွင် တောက်ဆိုရင်ကျွန်တော်တို့ကတဝါလို့သတ်မှတ်ပါတယ်အဲကျွန်တော်ပြန်ပြောပါမယ်စီးကခြွင်ဆိုတဲ့အတန်ထွက်တယ်ဝါကတောက်ဆိုတဲ့အတန်ထွက်တယ်ခြွင်နဲ့တောက်နှစ်ခုပေါင်းရင်ကျွန်တော်တို့တဝါပါအဲ့တော့ပြန်ပြောပါမယ်ခြွင်နဲ့တောက်အဲ့နှစ်ခုပေါင်းရင်တဝါလို့ကျွန်တော်တို့ကသတ်မှတ်ပါတယ်အဲ့တော့တစုံပေါ့နော်ခြွင်တောက်ဆိုရင်တဝါပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ကြ བྱ လူကကွက်တွေမှာဆိုရင်ကကွက်တိုင်းကကွက်တိုင်းကိုကကွက်တကွက်ကိုကျွန်တော်တို့ဝါရှစ်ဝါကပါတယ် အဲ့တော့ကောက်ွက်တိုင်းကောက်ွက်တိုင်းကိုဝါရှစ်ဝါကရဲဆိုတော့အဲ့တော့ပထမအဦးဆုံးအဲခုနပြောစီဝါကောက်ွက်ဆိုရင်ဘယ်နှဝါကမလဲရှစ်ဝါကပါမယ်အဲ့တော့ရှစ်ဝါကိုကျွန်တော်တို့ဘယ်လိုတိုင်းတာမလဲဆိုတော့ခုနပြောပြီးသွားပြီခြွင်နဲ့တောက်ကိုတဝါလို့ပြောထားတာဖြစ်တဲ့တကြောင်အဲ့တော့ခြွင်တောက်ဆိုရင်တဝါဆိုတော့ကျွန်တော်တို့တောက်လို့မထွက်တော့ဘဲနဲ့ခြွင်တစ်ခြွင်နှစ်ခြွင်သုံးခြွင်လေးခြွင်ငါး ခြွင်6ခြွင်ခုနှစ်ခြွင်8အဲ့တော့အဲ့ဒီ8ဝါပြီးသွားတဲ့ကျွန်တော်တို့နောက်ထပ်ကကွက်တကွက်ကိုပြောင်းရမှာဖြစ်ပါတယ်အဲ့တော့ကကွက်တကွက်ကို8ဝါပဲကပါတယ်ကျွန်တော်တို့အတူတူပြန်ပြီးလိုက်ဆိုကြည့်အောင်ကျွန်တော်နဲ့အတူတူเนาะအဲ့တော့ဒီ8ဝါမလာခင်မှာကျွန်တော်တို့ပထမအဦးဆုံးလာရတဲ့ကျွန်တော်တို့ကြပြာလွတ်ရဲ့ဒိုးပုံစံလေးပေါ့เนาะ၆လုံးဘက်ကတီးရဲ့အဲဒိုးဒိုးလေးပေါ့အဲ့ဒိုးလေးကကြတော့တခါလေးသင်ပေးပါမယ်တိုးဘေတိုးဘေတိုး ปดูปนะครับเนาะอะไรนะครับยันสูเมตูปดูปตูปดูปบีบีปะบีปะบีปะเนาะแล้วตูปดูปอันนะครับแล้วนัดคู่จะรอบีบีปะบีปะบีปะแล้วนั่เข้าไปยันมั้ยบีบีปะบีปะบีปะอะไรพี่ตัวมา ခြွင်တခြွင်နှစ်ဆိုပြီးကျွန်တော်တို့ခုနပြောသလို washer wow ကတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တိုးပီတိုးပီနဲ့ washer wow ကိုကျွန်တော်ပါဇက်ကဆိုပြပါမယ်အားလုံးလည်းအတူတူကျွန်တော်နဲ့အတူတူ like ဆိုကြည့်ပါစကြည့်အောင်ပထမဦးဆုံးအဲ့တိုးပီတိုးပီမလာခင်မှာကျွန်တော်တို့ wow အရင်တောက်ဆိုပြီးအရင်ချရပါတယ်အဲ့ wow အရင်ချပြီးတော့မှကျွန်တော်တို့တိုးပီတိုးပီဆိုပြီးကျွန်တော်ကဆက်သွားရတာဖြစ်တယ်အဲ့တော့ကျွန်တော် wow ချမယ်တိုးပီ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 ဘေဘေပဘေ ပတ်ဒီပတ်ခြွင်တခြွင်နှစ်ခြွင်သုံးခြွင်လေးခြွင်ငါခြွင်ချခြွင်ခုနှစ်ခြွင်ရှစ်ဒါဆိုရင်ဒါကျွန်တော်ကောက်ကွက်တစ်ခုပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုကိုပြန်ပြောင်းရင်ချိန်ကြရတော့တိုးပြီတို့ပြီမခံတော့ဘူးနောက်တစ်ခုကိုပြန်ပြောင်းတဲ့ချိန်ကချွင်ရှစ်ပြီးသွားတာနဲ့ကျွန်တော်တို့နောက်တစ်ခုကချွင်တစ်ကနေစပြီးတော့ပြန်ရေးရမှာဖြစ်တယ်အဲ့ဒီတော့ကြောင့် ကျွန်တော်နဲ့ကျင်းဒုတိယကျင်းထပ်ပြီးတော့ခုနလူလေးပြန်ဆိုကြည့်အောင်เนาะအားလုံးလေးအားလုံးလေးကိုဘသာကိုပါဇက်ကဆိုတက်သွားအောင်လို့ပါအဲ့တော့တိုးပေတော့ပေမလာခင်မှာကျွန်တော်ဝါးလေးရင်ချတယ်တတိုးပေတော့ပေတိုးပေတော့ပေဂေဂျေပတ်ဂျေပတ်ဂျေပတ်ချွင်တချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်ချ ခြွင်ခုနှစ်ခြွင်ရှစ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကောက်ွက်တစ်ခုပြီးဆုံးသွားပါပြီအဲ့တော့ကျွန်တော်တို့ကောက်ွက်တွေစပြီးတော့ကတော့မယ်ဆိုရင်အဲရှိတာပေါ့နော်ဘယ်ဘက်နဲ့ညာဘက်ရှိတယ်ဘယ်ကစကရမလဲဆိုပြီးကျွန်တော်တို့မေးနိုင်တယ်အဲ့တော့စကရမှာကကျွန်တော်တို့ညာဘက်ကစကရပါမယ်ကောက်ွက်တိုင်းကိုကျွန်တော်တို့ညာဘက်ကစကပါမယ်အဲ့လေမှတ်ထားပြပါခုနပြောသလိုကျွန်တော်ပြန်မေးမယ်ကောက်ွက်တိုင်းကိုညာဘက်ကစကမယ်เนาะပြီးတော့ဝါဘနဝါကမလဲကျွန်တော်ဖြည့်ပေးပါအောင် ဝါက၈ဝါပါအဲ့ဆိုရင်ဝါကိုဘယ်လိုတိုင်းတာမလဲခြွင်း၁ဆိုရင်၂ဝါပါခြွင်း၂ဆို၂ဝါပါအဲ့တော့တဝါနှဝါသုံးဝါကိုအဲ့လိုတိုင်းတာပါတယ်နော်အဲ့တော့မြမရဲ့ဒုတိယအခြေခံကြဆုံးဒုတိယဘာလဲဆိုရင်စီနယ်ဝါစီကဘာတန်ထွက်လဲခြွင်းဆိုတဲ့အတန်ထွက်တယ်ဝါကဘာတန်ထွက်လဲတောက်ဆိုတဲ့အတန်ထွက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါအခြေခံနေအားလုံးသိသွားပြီဆိုရင်ကောက်ွက်တစ်ွက်ကိုရှေဝါကားတယ်နော်ညာဘက်ကစကားတယ် ်ပြီးွားရင်ကဗျာလူမကခင်မှာတိုးပြီးတော့ပြီးတိုးပြီးတော့ပြီးပြေပတ်ပြေပတ်ပြေပတ်ခြွင်တခြွင်နှစ်အဲ့ဒါတွေလည်းအလုံးသိသွားပြီဆိုရင်ကျွန်တော်တို့ဂွေထိုင်ပြီးသွားရတယ်ပထမအဦးဆုံးခုနတီးလုံးလေးတီးတယ်တီးပြီးသွားရတယ်ကျွန်တော်တို့အဲပထမဒုတိယကာကွက်ပေါ့နော်ဂွေပြီးသွားရဆိုတော့စီဝါကာကွက်စီဝါကာကွက်ဖြစ်ပေါ်လာပုံကျွန်တော်ရှင်းပြပါမယ်အဲ့တော့ပထမအဦးဆုံးဂွေထိုင်ထားမယ်1 2 3 4ဂွေထိုင်နာပြီးသွားပြီ အဲ့တော့စီးဝါအကွက်ဖြစ်ပေါ်လာပါဆိုတော့ကျွန်တော်ချင်းပြမယ်စီးဝါမှာကျွန်တော်တို့ဒီအမြဲတမ်းဆိုလေးဆိုလေးဆိုလေးဆိုတာကြားပူးကြတယ်เนาะတချို့ဆိုရင်အဲလူရှင်တော်တွေဆိုပြက်လုံးတာပြက်တယ်စီးဖနောက်ဖြောက်ဖွားဘာဖြစ်တညာဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့စီးဖနောက်ဖြောက်ဖွားဒါကျွန်တော်တို့အခြေခံကြတယ်အဲ့အဲ့ဒီဟာလေးက C ဖနောက်ဆိုတော့ C ဆိုတဲ့အတန်ကျွန်တော်ခုနကပြောခဲ့ဘူးတယ်ခြွင်ဆိုတဲ့အတန်အဲ့တော့ခြွင်ဆိုတဲ့အတန်ကိုကျွန်တော်တို့ကြားလိုက်တာနဲ့ C ဖနောက်ဆိုတော့ ခြွင်ဆိုတဲ့အတန်လေးကိုကြားလိုက်တာ ਨੇ ကျွန်တော်တို့ဖနောက်ကလေးကကျွန်တော်တို့ညာဘက်ခြေထောက်ကစကမယ်နော်ဖနောက်ကလေးကဒီဖနောက်ကလေးကဒီခြေမထိတ်ဒီမှာခြေမလေးရှိနေတယ်ဒီခြေမလေးရှိနေတယ်ဗောနော်အခြေမထိတ်လေးမရဘူးဒီဖနောက်ကလေးကလာထောက်အဲ့တော့ခြွင်အဲ့တော့ခြွင်ဆိုတဲ့အတန်ကြားလိုက်တာ ਨੇ ဖနောက်ဆိုတော့ဒီဖနောက်ကလေးကခြေမထိတ်နေရာလေးကိုလာထောက်အဲ့ထောက်ပြီးသွားပြီဆိုတာ ਨੇ တောက်ဆိုတဲ့ ဖြောက်ဖွာလို့ပြောထားတယ်ကျွန်တော်ခုနဖြောက်ဆိုတဲ့ဝါးသံလေးကိုကြာရင်ကြားတာနဲ့ကျွန်တော်ဖွာလေးမူလထားခဲ့တဲ့နေရာဖွာလေးကိုပြန်ချလိုက်တယ်အဲ့တော့ပထမအဦးဆုံးဒီစီဝါကကွက်မှာအရေးကြီးတယ်သတိထားရမယ်ကိုယ်မှာမှန်ရှိရဆိုရင်မှန်လေးကိုရှေ့မှာထောင်ထားထောင်ထားပြီးွားရင်ကိုယ့်ခြေထောက်ကိုပြန်ကြည့်ကိုယ်ပထမတိုင်းထားထားတဲ့အခွင်အနေထားကိုပြန်ချလိုက်တဲ့အချိန်မှာရှိလားမရှိလားဆိုတော့ကျွန်တော်ပြန်ပြီးစမ်းစစ်ရမယ်ကိုယ့်ဘာသာကို နော်အကျွန်တော်ဆိုရင်ဒါအနည်းဆက်ဆုံးရှိတယ်ဟာကျွန်တော်ဆိုရင်ခုနပြောသလိုအဲခဏခဏလေ့ကျင့်နေရဖြစ်တဲ့ကြောင့်ကျွန်တော်မှန်ထောင်စရာမလိုဘူးခြွင်တက်ဒါအနည်းဆက်ဆုံးကျွန်တော်ဇလားပုံစံလေးတွင်ပုံစံလေးကျွန်တော်ဖြစ်နေတယ်အဲ့လိုပဲအမတွေညီမတွေကလည်းအဲ့လိုကိုယ့်ဝတာကိုအနည်းဆက်ဆုံးဖြစ်အောင်မှန်လေးတစ်ချက်ထောင်လာပြီးတော့ခြွင်ခြွင်ဆိုရင်ခုနခြေပြားလေးရှိတဲ့နေရာကိုဖနောက်လေးကထောက်လိုက်တယ်တောက်ဆိုရင်ဖနောက်လေးကပြန်သိမ်းလိုက်တယ်အဲ့တော့စီးဖနောက်ဖြောက် ဖွာစီဖနောက်ဖြောက်ဖွာအဲ့တော့အဲ့ဒီခုနကလင်ကအဲ့ဒီအဲ့ဒီစကားအဲ့ဒီစကားလေးတိုင်းပေါ့နော်ကျွန်တော်အခုဒါစီဝါဆိုတဲ့ကောက်ွက်လေးကိုကျွန်တော်ကလိုက်တာအဲ့တော့ခြွေဆိုတဲ့အတန်ကြတာနဲ့ခြွေတောက်ခြွေတောက်ခြွေတောက်အဲ့တော့ကျွန်တော်တို့ကမဲ့ကောက်ွက်တိုင်းကဒီတွင်ကိုလုံးဝဖြတ်လို့မရပါဘူး ဒီကွင်းကိုဖြတ်ပြီးတော့ခြေထောက်ကလေးကညောင်းလို့ဆိုပြီးတော့ဒီလေးဆန့်လိုက်တာနဲ့ခြွင်တောက်ဆိုရင်လူကြီးကဆန့်ဆန့်ရင်ဖြစ်သွားပြီဒါကြပြလွတ်ကွင်းထဲမှာကျွန်တော်ရှိမနေဘူးအဲ့တော့ကြပြလွတ်ကွင်းထဲမှာရှိနေရမယ်စစ်စစ်နစ်ကြကြကတဲ့လူဆိုရင်ကျွန်တော်တို့ခုနတိုင်းထားတဲ့ကွင်း၄ချက်ကိုလုံးဝဖြတ်ခွင့်မရှိပါဘူးလုံးဝဖြတ်ခွင့်မရှိပါဘူးအဲ့တော့ခြွင်ကကျွန်တော်ခုနကပြောသလိုပဲဒီမှာခြေမလေးရှိနေတဲ့ထိတ်နေရနားလေးကိုဖနောက်ကလေးလာထောက်လိုက်တာခြွင် အဲ့တော့တောက်ဆိုရင်မူလပုံစံတိုင်းဂွေလေးတိုင်းကိုပြန်သိမ်းလိုက်တယ်တောက်အဲ့လိုပဲညာဘက်ခြေထောက်ပြီးွားရင်ဘယ်ဘက်ခြေထောက်ခြွင်ဆိုရင်ခြေမထိတ်ရှိနေတဲ့နေရာလေးနေရာကိုဖနောက်ကလေးကမှန်းပြီးလာထောက်လိုက်တာခြွင်အဲ့လိုခြွင်ထောက်ထားတဲ့နေရာမှာအချိန်မှာလဲကျွန်တော်တို့ကဂွင်ကိုလုံးဝဖြတ်ခွင့်မရှိဘူး။ဒါအခုကျွန်တော်ဆိုရင်မကရနည်းနည်းကြာပြီဆိုတော့ဒီဘက်မှာတကူလုံးရဲ့အာဒီခြေထောက်မှာလာထောက်ထားရတာဒူးလေးတွေနဲ့တုံတုံတုံဖြစ်နေတယ်နော်။ အဲ့တော့တကူလုံးအားထောက်ထားတာဖြစ်တဲ့တကြောင်အဲ့လိုအပင်ပန်းခံမှကျွန်တော်မြန်မာကကအဲကျွန်တော်လှလပပကြည်ရတယ်လက်ကလှမယ်ကိုလည်းမှန်တယ်မှာကိုကတော့ကိုပြန်ကြည့်ကြည့်လှနေမှာပေါ့နော်အဲ့တော့ခြွင်တောက်ဆိုရင်မူလပုံစံတိုင်းပြန်သိမယ်တောက်ဇလားပုံစံလေးဖြစ်သွားတယ်နော်အဲ့လိုပေါ့ဒါဆိုရင်ကျွန်တော်ရှစ်ဝါကျွန်တော်တို့ခုနဒါဂွင်ပေါ့နော်ဂွင်ကနံပါတ်၁ဒုတိယကောက်ွက်ဖြစ်တဲ့စီဝါကောက်ွက်ကိုကျွန်တော်ရှစ်ဝါကပြပါမယ်အဲ့တော့ခုနတီလုံးလေးနဲ့ဝင်မယ်ပေါ့နော်စမယ်တောက် တိုးပေရိုဘေတိုးပေရိုဘေဂေဘေပတ်ဘေပတ်ဘေပတ်ချွင်တချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်ချချွင်ခုနှစ်ချွင်ရှစ်ဒါကကျွန်တော်တို့စီဝါကောက်ပါရှစ်ဝါပဲကပါမယ်အဲ့တော့ကျွန်တော်တို့ ဒါကုနာတိုင်မင်လေးနဲ့စီဝါလေးနဲ့ခြွင်တခြွင်နဲ့ဆိုသူ့ဟာသူတိုင်မင်လေးနဲ့သွားနေတာပေါ့နော်အဲ့တော့ပထမအဦးဆုံးကျွန်တော်တို့တတိထားရမှာကခြွင်ထိုးလိုက်တယ်ခြေမထိတ်နေရလေးကိုဖဏကထိုးလိုက်တာပြန်သိရင်ဂွင်ပုံစံရဖို့အတွက်ကကိုဘသားကိုတတိထားပြီးတော့တတိထားပြီးတော့ခြေထောက်ကိုမှန်ရှိရင်မှန်မှာကြည့်ရဖြည်းဖြည်းချင်းတည်သွားရမှာပေါ့နော်ခြွင်တောက်ခြွင်တောက် ခြွင်တောက်အဲ့ဒါအရန်အရေးကြီးတယ်မဟုတ်ဘဲနဲ့ခြွင်တော့မှန်တယ်တောက်ဆိုတဲ့အချိန်မှာဖနောင်းနှစ်ခုကိုပူးသွားပြီအဲ့လိုပူးသွားတာတို့ခြေတော်ကြီးကိုအဲ့လိုကာကာကြီးကျသွားတာတို့ဆိုရင်ဒါမှားတယ်အဲ့တော့သူ့ရဲ့တိုင်းတာထားတဲ့အတိုင်းတောင်မှန်းပြီးတော့အတက်နိုင်ဆုံးပြန်ကြအောင်စ조사ရမယ်ခြွင်1ခြွင်2ခြွင်3ခြွင်4ခြွင်5ခြွင်6ခြွင်9 ခြွင်ရှစ်ဒါဆိုရင်ကျွန်တော်တို့အဲဒါကွင်းထိုင်းသားလဲတည်သွားပြီစီဝါကကွက်ခြွင်1ခြွင်2ခြွင်3ခြွင်4လို့လည်းတည်သွားပြီအဲဒါကြောင့်ကျွန်တော်တို့အဲခြေတန်းနှစ်ကွက်ဖြစ်တဲ့ကွင်းထိုင်းချင်းနဲ့စီဝါကကွက်ကိုနားလဲသွားပြီလို့ကျွန်တော်မြင်ပါတယ်အဲ့တော့အိမ်မှာလေ့ကျင့်ပေးပါလေ့ကျင့်ပြီးသွားရင်ကျွန်တော်ကိုအားတဲ့နေ့မှာအိမ်စာပြန်ပြီးတော့ဗီဒီယိုလေးပြန်ပို့ပေးရမှာဖြစ်ပါတယ်အဲဒီတစ်ခါကျွန်တော်နောက်ဆုံးတစ်ခေါက်အနေနဲ့ကျွန်တော်ဟွာလေးနဲ့တီးလုံးလေးနဲ့ကျွန်တော်ကပြပါမယ်နော်ကဲ ကျွန်တော်တို့ခွင်ထိုင်နားမယ်ပေါ့နော်၄ဆင့်၃ချက်၄ချက်တိုးဘေရိုဘေဘေဘေပဘေပဘေပခြွင်တခြွင်နှစ်ခြွင်သုံးခြွင်လေးခြွင်ငါခြွင်ခြောက်ခြွင်ခုနှစ်ခြွင်ရှစ်အဲ့တော့လေ့ကျင့်ပြီးတော့ဗီဒီယိုလေးပြန်ရိုက်ပြီးပို့ပေးပါလို့အားလုံးပြောချင်ပါတယ်ဒီနေ့တန်ခမ်းစာတော့ဒီလောက်ပါပဲ